ဒီဘောဂဒေဝီဆိုင်ရင်ကြီးရဲ့ကျွန်တော်တို့ရဲ့မျိုးဆက်တစ်ဖြစ်တဲ့ကျွန်တော်တို့သားလေးရဲ့လူကြောင်လေးတစ်ယောက်ဖြစ်နေတယ်ဆိုတာလေအားလုံးသိထားပြီးသားဖြစ်မှာပါအဲဒီတော့ကျွန်တော်သားလေးကိုအကြောင်းပြုပြီးတော့ရတဲ့ရတဲ့မှာရှိတဲ့ကလေးတွေငယ်အားလုံးကိုဒီဘောဂဒေဝီဆိုင်ရင်ကြီးကိုဖိတ်ပြီးတော့မုံဘဲဒေဇာကြီးကျွေးမယ်သူတို့လိုအပ်တာကြီးလူပေးတန်းပေးမယ်ကျွန်တော်ပိုင်ဆိုင်သမျှဥစ္စာပစ္စည်းတွေရတယ်ဒီကလေးတွေရဲ့အနာဂတ်ပညာရေးအတွက် လူတန်းပေးမယ်ထောက်ပံ့ပေးမယ်အဲဒီကိစ္စကိုတကြီးဦးဖိုးစီအနေနဲ့လဲကူညီပေးပါအထမြောက်ကိုဆောင်ရွက်ပေးပါလို့ပြောပြစီကြားရတဲ့စကားတော့ဝမ်းတိုင်တာဗျာချက်သိမင်္ဂလာကိုရှေ့နေရတယ်အဲအကြောင်းကိုရှေ့ပြင်နေရသူတို့တိုင်းမြင်မှာတဖေးမရှိရှားတိုင်းမြင်ရတယ်ပြောတနေ့ခေါ်ပြီးအကူညီတောင်းတာဟုတ်ကျုပ်တို့ရောက်မှာတော့ဗျာဥတီဘာလို့တနေ့တယောက်ရှိတာအားလုံးပြည့်စုံနေရတယ် ်ဖျားတွေလူတယ်ကျောင်းတွေလူတယ်တိမ်တွေလူတယ်အခုလည်းကလေးတွေလူတယ်ပညာရေးထောက်ပံ့မယ်ဆိုတော့ကျောက်တက်နိုင်မလားကုညီမယ်ဗျာကျေးဇူးတင်ပါတယ်ကျေးဇူးတင်ပါရှင်မင်းတတိမင်းကျမကိုခေါ်တာဘာကိစ္စရှိလို့လဲတတိမင်းလူမဲ့အလူမရောကျမလူမျိုးများအကူအညီပေးရမှာလေဆရာမကြီးကနက်ခတ်တရားရင်ကြည့်နေနေမှာအင်မတန်ကိုမှတစ်ဖက်ကန်းခံအောင်တက်တယ်ကြားထားမှာ ီးတော့ရေကောင်းရက်မြတ်ရွေးတဲ့နေရာမှာလဲတော်တော်လေးတော်တယ်လို့သိကြတယ်။ဒါကြောင့်ဆရာမကြီးကိုအလူလုတ်တဲ့နေရာမှာရက်ကောင်းရက်မြတ်ရွေးဖို့အတွက်ခေါ်လိုက်ရတာပါ။ပြီးတော့အလူလုတ်လို့ရှင်လေမြင်မမြင်တဲ့တံတဝါတွေကနှောက်ရှက်ဟန်တားကြတယ်လို့ကြားထားမှုတယ်။ပြီးတော့ကလေးတွေကလည်းပါတယ်။ဒါကြောင့်ကလေးတွေရဲ့ပတ်သက်ပြီးတော့သူတို့အနှောက်ရှက်တစုံတရာမရှိအောင်လို့ကူညီပေးပါလို့ဆရာမကြီးကိုကူညီတောင်းချင်လို့ပါ။ လေးလေးအများကြီးပါအဲ့ဒါဆိုရင်တော့ငါကလေးတွေလူကြီးနေတာနဲ့ကွတီပဲဟာချင်းစီအောင်တော့မယ်ငါရဲ့ချင်းစီအောင်မြင်တော့မယ်ပြောလိုက်တာပြောလိုက်တာဖော်ဂျွန်တီဘီမှာထုတ်လွှင့်ပြသနေသောအစီအစဉ်များကိုဖော်ဂျွန်တီဘီ application နဲ့လဲ Dial Live ကြည့်ရှုနိုင်ပါတယ်